မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူအခံယူသည်ဆောင်းမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့အမေရဲ့ပေးဆက်ခြင်းကျေးဇူးတရားများဆိုတဲ့ခေါင်းစဉ်နဲ့အတူတူအခံယူသည်ဆောက်သွားချင်တာဖြစ်ပါတယ်အခြေပြုခြင်းတစ်ချက်အနေနဲ့တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်၄ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ် တားမြေရှိတော်မုတ်ဆိုးမှဖြစ်လင် ထိုတားမြေတို့သည်ရှေးဦးစွာဖျားဝုတ်ကိုရိမတ်လျက်မိမိအိမ်ကိုပြုစု၍မိဘဘိုးဘွား၌ဂျေဇုဆက်ခြင်းကတင်ကြစေထိုအမှုသည်ဖျားသခင်နှစ်တတ်တော်မူသောအမှုဖြစ်၏ချက်တော်ညီကိုမောင်မတော်ခရိယန်တယောက်ဟုတ်တယ်ဆိုရင်တဲ့မိဘကိုယူတည်ဖို့လိုတယ်တဲ့လှုပ်ကြွေးဖို့လိုတယ်တဲ့ မိဘကိုလှုပ်ကြွေးခြင်းယိုတီခြင်းအမှုဟာဖယားသခင်အင်မတန်နှစ်သက်တဲ့အရာဖြစ်တယ်တဲ့။ဘာလို့မိဘကိုယိုတီရတာလဲ။ဘာလို့မိဘကိုဂျေဇုဆက်ရတာလဲ။ဘာလို့မိဘကိုလှုပ်ကြွေးရတာလဲ။မိဘတွေကကျွန်တော်တို့အပေါ်မှာအများကြီးပေးဆက်ခဲ့လို့ဖြစ်ပါတယ်။ဒီကနေ့မနေ့မှမိခင်တယောက်ရဲ့ပေးဆက်ခြင်းအကြောင်းအရာကိုကျွန်တော်နည်းနည်းလေးဝင်ငှချင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မိခင်တယောက်ရဲ့ပေးဆက်ခြင်းကိုပြောမယ်ဆိုရင်ပြောလို့မကုံနိုင်ပါဘူး။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့မိနစ်အနည်းငယ်အတွင်းမှာ ်မိခင်တယောက်ရဲ့ပေးဆက်ခြင်းဘလောက်ရှိတယ်လဲဆိုတာကျွန်တော်နည်းနည်းပေါ်ပါလေးခွားပေးချင်တာဖြစ်ပါတယ်အမေဟာအဖေရဲ့ဇနီးနေရာမှာအမြဲတမ်းပေးဆက်နေတဲ့သူတယောက်ဖြစ်ပါတယ်ဒါအမေနော်ဒုတိယသခွန်အနေနဲ့တစ်ချိန်ထဲမှာအမေဟာ အဖိုးအဖွားရဲ့ချွေးမနေရာကနေအမြဲတမ်းပေးဆက်နေတဲ့သူဖြစ်ပါတယ်အမေဟာသားသမီးတွေအတွက်ကလေးထင်းပမာအမြဲတမ်းပေးဆက်နေရတဲ့သူဖြစ်ပါတယ် တကယ်လို့ကျွန်တော်တို့အလုတ်သမားတယောက်ခေါ်မှာလာစာပေးမယ်ဆိုလို့ရှိရင်တော့အမေကိုကျွန်တော်တို့ဘလောက်များများပေးရမလဲဆိုတော့ပြောလို့တောင်တွက်လို့တောင်မကုန်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့အမေရဲ့ပေးဆက်ခြင်းဟာအဖေရဲ့ဇနီးနေရာမှာသူယူထားတယ်။အဖိုးအဖွားရဲ့ချွေးမနေရာမှာသူယူထားတယ်။ကျွန်တော်တို့သားသမီးအတွက်ကလေးထင်းပမာသူအမြဲတမ်းကြည်ရှုဆောင်မပေးနေရတဲ့သူဖြစ်ပါတယ်။အမေဟာသားသမီးတွေအတွက်အိမ်ဖော်နဲ့တော့နိုင်လို့မကောင်းပါဘူး။ဒါပေမဲ့အိမ်ဖော်ထက်တောင်မှပို့ပြီးတော့မှ ခက်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 ကြမ်းကြမ်းတန်းတန်းနဲ့အလုပ်တွေအများကြီးလုပ်ပေးခဲ့တဲ့အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပါတယ်။အိမ်ဖို့ထက်တော်မှသူဝယ်ချမ်းတယ်၊ချက်ပြုတ်တယ်၊ကျွေးမွေးတယ်၊တိမ်ကျုံတယ်၊စီကြောတယ်၊ရှော်ဖွတ်တယ်အများအန်းပေးဆက်နေတဲ့သူပါ။အဲ့ဒါအခုနားထောင်နေတဲ့တင်းရဲ့အမေပဲညီကိုမောင်တို့အမေဟာသားသမီးတွေအတွက်နိုးဆက်ပမာအများအန်းစောစောထိုင်မှလာနိုးပေးတတ်သူပါ။ ကျွန်တော်ငငယ်တော့ဆိုလို့ရှိရင်အမေအသက်ရှင်တော့ပေါ့ကျွန်တော်အခုအမေတော့အသက်မရှင်တော့ကျွန်တော်အသက်ငငယ်တော့အမေဟာကျွန်တော်ကိုကြောင်းသွားဖို့ရင်အတွက်စောစောနိုးပေးတဲ့သူဖြစ်ပါတယ်နိုးဆက်ထက်တော့မှပုံမှမန်တဲ့အမေရဲ့နိုးတန်အခုနားထောင်နေတဲ့သူတွေအဲ့လိုမျိုးကြုံခဲ့ဘူးလားကြုံခဲ့ဘူးတယ်ဆိုရင် comment ထဲမှာရေးသွားကြည့်ပါတကယ် အမေကကျွန်တော်တို့ကြောင်းသွားဖို့ရန်အတွက်ဘနနိုင်ဘနနိုင်ဆိုစောစောထရတယ်ကျွန်တော်တို့မထခင်ထိုင်မှချက်ပြုတ်ရတယ်ပြီးရင်ကျွန်တော်တို့ခေါ်ရတယ်မျက်နှာတစ်ခိုင်းတယ်သွားတိုက်ခိုင်းတယ်ဟိုအဝတ်စားလဲပေးတယ်စာအုပ်တွေစီထည့်ပေးတယ်ပြီးရင်သမင်းကျွေးတယ်ပြီးလို့ရှိရင်ကြောင်းကိုလိုက်ပို့တယ်ဒီလိုမျိုးတရက်နှစ်ရက်ပဲမဟုတ်တော့ကျွန်တော်တို့ကြီးပြင်းလာတဲ့တလျှောက်လုံးမှာအမေကအဲ့လိုပေးဆက်လာတာအမေဟာမိသားစုအတွက်မငီးညူပဲ ဝေရဝစ္စအကုံ အစင်အမြဲကုန်းပြီးတော့မှလှုပ်နေတတ်သူဖြစ်ပါတယ် ငငယ်ရောကနေအခုကြီးလာတဲ့အထိစဉ်းစားကြည့်ပါတင်းရဲ့အမေကိုသွေးခေါ်ကြည့်အခုသွေးခေါ်ကြည့်မိအောင်ကြည့်အမေဟိုကလာထိုင်ပေါ်မှာထိုင်ပြီးတော့မှဟိုအလုံးမရှိဘဲနဲ့ထိုင်ပြင်းနေတဲ့အချိန်ရှိလားအချိန်ရှိလားမရှိဘူးအမေလုတ်တဲ့သူတိုင်းကအချိန်တိုင်းအလုံးလုံးနေတဲ့သူဖြစ်တယ်တကယ်အလုံးအလုံးတစ်ခုမဟုတ်တစ်ခုကုန်းကောက်ပြီးမှလုံးနေတဲ့သူဖြစ်တယ်အမြဲတမ်းပေးဆက်နေတဲ့သူဖြစ်တယ် အမေဟာသားသမီးတွေအတွက်ကြောင်းဆရာတယောက်လိုအမြင်နဲ့တွင်တင်လမ်းပြနေတတ်တဲ့သူဖြစ်တယ်။ကြောင်းမှာမတင်ပေးတဲ့အရာတွေအမေကနေတင်ယူရတယ်။အမေကလေကျွန်တော်တို့သားသမီးတွေအားလုံးရဲ့ ထမအဦးဆုံးចောင်းစရာဆိုရင်လည်းမမားဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ចောင်းမသွားခင်အမေကစယူမှទွန်တင်ပေးတယ်ဘလို့လမ်းလျှောက်တယ်လဲနော်အာဘလို့စကားပြောတယ်လဲဘလို့အလုပ်လုပ်တယ်လဲအမေကနေစတင်ပြီးမှတီးတက်လာတာတာသမီတိုင်းကဘာလို့အဖေကိုမပြောလဲဆိုအဖေကများတော့အဖေပတ်စံရှာတဲ့အတွက်တာသမီနဲ့အမြဲတမ်းမနေပေးနိုင်ဘူးအမေပဲကျွန်တော်တို့နဲ့နေပေးနိုင်တာဒါကြောင့်အမေကနေကျွန်တော်ကတင်ယူတာပိုများတယ်ဒါကြောင့်စကပုံတစ်ခုရှိတယ်လေ အမေကောင်းတယောက်ဟာဆရာတရားထက်တောင်မှတာလွန်တယ်လို့ပြောတယ်မှန်ပါတယ်ကျွန်တော်တို့အမေဟာကျွန်တော်တို့ရဲ့ပထမဦးဆုံးသောဆရာဖြစ်တယ်လို့တသက်လုံးရဲ့ဆရာဖြစ်ပါတယ်ဒါဟာအမေနောက်ပြီးတော့မှအမေဟာသားသမီးတယောက်အတွက်လုံခြုံရေးတယောက်လို့အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးတတ်ပေးနေတတ်တဲ့သူဖြစ်ပါတယ်ဟုတ်ပါတယ်စကပုံတစ်ခုရှိတယ်လေအမျိုးသမီးတိုင်းဟာပျော်ညံ့နေတဲ့ဒါပေမဲ့အမေတိုင်းကတော့တန်မာကြတယ်တဲ့ဘာလို့လဲအမျိုးသမီးကယောက်ျားတွေထက် အာအာနှဲ့တာအာပြော့တာမှန်တယ်ဒါပေမဲ့အမျိုးသမီးတမျိုးရှိတယ်တအားအာတန်တာအဲ့ဒါအမေသားသမီးအတွက်ဆိုလို့ရှိရင်မမမမရှိမှရစ်ပြီးမှအန်ဒီရဲ့ကိုကာကွယ်ပေးတတ်တဲ့အမေဖြစ်ပါတယ်အဲ့ဒါတင့်အမေအမေရဲ့ပေးဆက်ခြင်းကျေးဇူးတရားကိုကျွန်တော်ပြောပြနေတာဖြစ်တယ် နောက်ပြီးတော့မှအမေဟာတာသမီတယောက်အတွက်ဆရာဝန်တယောက်ပေါ်မှာတာသမီကျမ်းမာရေးကိုအမြဲတမ်းဂရုစိုက်ပေးတတ်တဲ့သူဖြစ်တယ်။ငငယ်တော့ကျွန်တော်မမိတလို့ဆိုရင်ကျွန်တော်ဖြားပြီးနာပြီးဆိုလို့ရှိရင်အမေပဲအရင်ကူပေးတာ။ဆရာဝန်စီမရောက်ခင်အမေလက်ထဲမှာပျောက်သွားတဲ့ယောဂါတော့အများကြီးရှိတယ်။အခုနားထောင်နေတဲ့သူတွေကြုံဘူးလား။ကြုံဘူးတယ်ဆိုရင် comment ထဲမှာရေးသွားကြည့်ပါနော်။အမေကိုတတိယတော့အားဖြင့်ဒါအမေပဲ။နောက်ပြီးတော့မှအမေဟာဖယားသခင်ကျွန်တော်ကိုပေးတဲ့နော်အလင်းပမာ သားသမီးတွေအတွက်ကဲတင်ချင်းရဖို့ဖယားတရားမမေဖို့အမြဲတမ်းဆုတောင်းပေးနေတတ်တဲ့သူဖြစ်ပါတယ်ခရိယန်ယုံကြည်သူမိခင်ဆိုလို့ရှိရင်ဒီအရာကို မိခင်တိုင်းလုပ်တတ်တယ်သားသမီးတွေအတွက်ဆုတောင်းပေးတယ်နော်အဝေးမှာရောက်ရင်ဖုန်းဆက်ရင်ဖယားမမေနဲ့နော်သားဆုတောင်းဖို့မမေနဲ့ကျန်းစာဖတ်ဖို့မမေနဲ့အမြဲတမ်းတွတ်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 နဲ့ကျွန်တော်တို့ကိုမာလေးရှိတယ် အမေရှိတုံးမှာကျွန်တော်တို့ကဟာအမေကတော့စကားတအားများတယ်လို့ထင်ကောင်းထင်မယ်အမေမရှိတဲ့နောက်မှာအော်အမေရဲ့အဲ့ဒီတတတကဘလောက်ချုံမြင်ကြောင်းကျွန်တော်ကကောင်းကောင်းနားလည်လာတယ်ဒါကြောင့်အခုအမေရှိတဲ့သူတွေနော်ဂယူစိုက်ပါတန်ဖိုးထားပါလှုပ်ကြွေးပါ နော်အာယူသေးပါပြုစုပါတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးပါ နောက်ပြီးအမေဟာသားသမီးတွေအတွက်သူရဲကောင်းပမာရှေ့ကနေမာမာရက်တည်ပြီးမှယင်ဆိုင်ပေးနေတဲ့သူဖြစ်ပါတယ် ဘလောက်ပဲအန်တီရဲ့ဂျုံဂျုံအမေကတော့ကျွန်တော်ရှေ့မှာအမြဲတမ်းရက်နေပေးတယ်။ဒါကျွန်တော်တို့အမေပဲ။တင်းရဲ့အမေပဲ။နောက်ပြီးတော့မှအမေဟာသားသမီးတွေအတွက်ပြောလို့မကုံတဲ့ဆုံးမစကားတတ်တတ်ရှိနေတဲ့သူဖြစ်ပါတယ်။အမေကအသက်ရှင်နေမယ်ဆိုရင်အခုထိသူ့သားသမီးဘလောက်ပဲအသက်ကြီးနေပါစေတတ်တတ်ပြောနေမှာပဲ။အခုအမေအသက်ရှင်နေသေးတဲ့သူရှိလား။ရှိတယ်ဆိုလို့ရှိရင်တန်ဖိုးထားတော့သူတို့ရဲ့တတ်တတ်ပြောတန်ကိုတင်အခုကြားလို့ရတော့အများကြီးခံယူပါအများကြီးခံယူပါ။ တရရဲ့အမေမရှိတဲ့အချိန်မှာကြားနာခြင်းလေဆိုရင်လည်းကြားလို့မရတော့ဘူး။ဒါကြောင့်အမေရှိတဲ့သူတွေတန်ဖိုးထားပါအမေရဲ့ပေးဆက်ခြင်းကျေးဇူးတရားကိုမြင်ပါတွေ့ပါသင်မြင်ပြီလားမြင်ပါစေနော်မြင်ပါစေ။ဒါကြောင့်အမေဟာလေပြောလို့မကုံနိုင်တဲ့ဖယားသခင်ပေးတဲ့ဆုလက်ပါပဲ။ဟာလေလုယာဖယားသခင်ကိုကျေးဇူးတင်တဲ့အမေပေးကျွန်တော်တို့တွေကိုအမေပေးထားလို့အမေဟာထော်ရပေးဆက်နေတဲ့သူပါဟုတ်ပါတယ် ကိုလာလွယ်ဆယ်လာဖွားကအစတာသမီးတွေအတွက်သူ့ရဲ့အလားအပါတွေနော်သူ့ရဲ့အချိန်တွေသူ့ရဲ့ငွေကြေးတွေသူ့ရဲ့ကျန်းမာရေးတွေအခြားတော့အရာများအာအများကြီးအများကြီးပေးဆက်ပြီးတော့မှတာသမီးတွေကိုပံ့ပိုးပေးတယ်စောင့်ရှောက်ပေးတယ်ဒါအမေပဲဒါကြောင့်လဲစကပုံတစ်ခုရှိတယ်လေဘာလို့ဘယ်လိုမျိုးစကပုံလဲဆိုတော့အောင်မြင်တဲ့သူ့ရဲ့နောက်ွယ်မှာအမျိုးသမီးတူရှိနေမြဲပဲတဲ့တမချန်းစာကိုလေ့လာလိုက်တဲ့အခါမှာလဲအောင်မြင်တဲ့သူ့ရဲ့နောက်ွယ်မှာ တကယ်မိခင်ကောင်းတချို့ရှိနေတာကျွန်တော်တွေ့ရတယ်။ဥပမာ ရှမွေလာရဲ့မိခင်ဟာနာမောရှိရဲ့မိခင်ယောခေဘက်တိမောသေးရဲ့မိခင်ဥနိမ့်နဲ့အဖွာလောအေးနောက်ပြီးတော့မှအသင်းတော်တမိုင်းထဲကအာစိန့်အော်ဂတ်စတင်ရဲ့မိခင်မော်နီကာမက်ဒတစ်အသင်းတော်ကိုတည်ထောင်တဲ့ဂျွန်ဝက်စလီရဲ့မိခင်ဆူဆန်နာစသဖြင့်စသဖြင့်ဒီမိခင်တွေဟာသူတို့ရဲ့ပေးဆက်ခြင်းအဖြစ်တားသမီးတွေကိုအောင်မြင်စေခဲ့တာကျွန်တော်တို့ဖတ်ရပါတယ်သိရပါတယ် တကယ်ပဲနောင်လာနောက်သားတွေအတွက်ပေးဆက်ခြင်းနဲ့စံပြခဲ့တဲ့မိခင်တွေဖြစ်ပါတယ်။ဒါဟာမိခင်ရဲ့ပေးဆက်ခြင်းကိုကျွန်တော်အနေငယ်ဝင်ငါသွားတာဖြစ်ပါတယ်။အဓိကပေါ်ပြချင်တာကမိခင် အသက်ရှင်တုံးမှာလှုပ်ကြွေးပါပြုစုပါဂျေစုဆက်ပါတန်ဖိုးထားပါမိခင်တည်မမငိုပါနဲ့အသက်ရှင်တုံးမှာအကောင်းဆုံးတန်ဖိုးထားမှမိခင်ရဲ့ဂျေစုတရားတွေကိုပေးဆက်ခြင်းတရားတွေကို မြင်ပြီးသဘောပေါက်ပြီးမှ လိမ္မာတက်တဲ့သာသမီး ဂျေဇုဆက်တတ်တဲ့သာသမီဖြစ်ပါစေလို့ခွန်အားပေးနေနှိကုံချုပ်ပါတယ်အတူကဆုတောင်းရအောင်ဂျေဇုတင်တဲ့ကိုတော့ဒီကနေ့မနက်မှလည်းမိခင်ရဲ့ပေးဆက်ခြင်းဂျေဇုတရားကိုအနေအချင်းဝေငှလေ့လာခွင့်ရတယ်မိခင်ပေးထားတဲ့ဖရာသခင်တာ၍ဂျေဇုတင်တယ်ဒီမိခင်ကိုကျွန်တော်ပြန်လဲဂျေဇုဆက်တတ်တော့သာသမီများဖြစ်စေပါ ယေရှုဆက်သက်တော်သားသမီးဟာကောင်းကြီးအရှံပဲဖြစ်ပြီးတော့မှအသက်ရှင်မယ်ဆိုတဲ့ဖရာဂတိတော်ကိုစုပ်ကင်တက်ပြီးအမိအယရယူတက်တော်သူများဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပါရှင်ယေရှုခရစ်တော်နာမတော်များအဖြစ်ဆုတောင်းပါ리ဖဖရာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းကြီးပေးပါစေတော့